ဗဟုဝါဒမဖြစ်ထွန်းခဲ့တဲ့မြမာပြည်မှာမဖြူရင်မဲမမဲရင်ဖြူမနေရင်စိမ့်မစိမ့်ရင်နီစတဲ့အယူဆတွေဒင်းကျန်းပြည့်နှက်နေတာတွေ့ရပါတယ်။ဒါကြောင့်နိုင်ငံရေးအရာကြားဖြေဆိုတာ လူမှုကြားတဲ့တို့မပေါက်ပါ။တတိယအုပ်စုလိုမလို မင်းတဲ့ အကျဉ်းအကျပ်ကာလတွေမှာတက်နိုင်တဲ့၍ဈာဝင်ဖြန့်ဖြေးတဲ့တတိယအုပ်စုဆိုတာလိုအပ်စမြဲပါပဲ။ဒါပေမဲ့ညမရေကန်မြေကန်အရာ တတိယအုပ်စုကိုမလိုအပ်ငင်းဆန်တာတွေ့ရပါတယ်။ဒါကလည်းညမနိုင်ငံရေးဒလိနဲ့ဆိုင်မဲ့ထင်ပါတယ်။အထူးသဖြင့်ရန်ငါစီးပြတ်အောင် ကြည်တတ်တဲ့ဒလိအခန်းရှိတာကြောင့်တော်လကောင်းလူမှုဒလိမှာဈာနေအုပ်စုဆိုတာကို အကောင်းမြင်တဲ့သဘာဝအားနည်းခြင်းကြောင့်တော်လကောင်း တတိယအုပ်စုကိုမလိုအပ်ငင်းဆန်တဲ့သဘောကို တွေ့ရပါတယ်။မောင်ချောနယ်အယူအဆကဗျာဆရာမောင်ချောနယ်ဟာရန်သူ စစ်စစ်နဲ့မိတ်ဆွေစစ်စစ်သာလိုတယ်လို့ရေးပါတယ်။လူဖွဲ့စည်းတွင်းမှာဘက်တိုက်ပွဲတွေဖြစ်လို့မပြတ်မသားနဲ့မရှင်းမလင်းနဲ့ဟိုလိုလိုဒီလိုလိုတိမ်ရင်းမှုတွေကို တွေ့တိုင်းရန်သူစစ်စစ်နဲ့မိတ်ဆွေစစ်စစ်သာလိုတယ်ဆိုတဲ့အယူအဆအကောင်းလာတာ တွေ့ရပါတယ်။ရန်သူနဲ့မိတ်ဆွေ ခွဲခြားဖို့လိုအပ်တိုင်းဒီအယူဆဟာ ရှေ့ရောက်လာတာကိုသတိထားမိပါတယ်။ဓမ္မနဲ့အာရမအားပြိုင်မှုကြားမှာကြားနေဆိုတာမရှိဘူးဆိုတဲ့အယူဆကလည်းရှိနေပြန်ပါတယ်။ဓမ္မနဲ့အာရမကြားအားပြိုင်မှုမှာကြားနေဆိုတာ မလိုဘူးအရှိဘူးဆိုတဲ့အယူဆကိုမြမလူမှုဒလိကလက်ခံနှစ်သက်ပါတယ်။မှားခြင်းမှန်ခြင်းကိုမစိုးလိုပါ။မြမလူမှုဒလိမှာ ီလိုဖြစ်ပေါ်တယ်ဆိုတာကို နားလည်စေဖို့တင်ပြတာဖြစ်ပါတယ်။တကုံတာယာအယူအဆငင်းချမ်းရစ်တမန်တော်လို့ပြောနိုင်တဲ့ဆရာကြီးတကုံတာယာရဲ့ရန်သူမရှိ မိတ်ဆွေသာရှိ မုန်းသူမရှိချစ်သူသာရှိရန်သူကိုမိတ်ဆွေဖြစ်အောင်လှုပ်တာနိုင်ငံရေးစတဲ့နိုင်ငံရေးအယူဆဟာတော်လန်ရေးကာလတွေမှာလူကြိုက်မများတတ်ပါ ရေပန်းမစားတတ်ပါသူသဖြင့် ဝယ်ရီကယ်သိပ်တန်တဲ့မြမလူဖွဲ့စည်းမျိုးမှာဒဂုံတာယာရဲ့အယူဆဟာတိတ်ပြီးတိုးမပေါက်ပါ စာဖတ်ပေဖတ်သမားတွေတဲမှာတောင်းမှအင်မတန်သဘောထားအမြင်ကျေပြန့်ထားနိုင်ပြီးခန္ဒီစိတ်သက်ခဲတဲ့လူတို့ချို့လောက်သာဒဂုံတာယာရဲ့ရန်သူမရှိ မိတ်ဆွေသာရှိ မောင်းသူမရှိချစ်သူသာရှိဆိုတဲ့အယူဆကိုကင်ဆွဲလက်ခံနိုင်တာဖြစ်ပါလေဆရာဒဂုံတာယာဟာစာပေသဘောတရားမှာ နတ်နေခိုင်းနဲ့ပါဝင်ပေမဲ့နိုင်ငံရေးမှာတကုံတားရအယူဆကိုတင်လာရင်တော့မနှင်းမြို့ကြတာများပါတယ်။ဒါဟာမြမလူမှုဒလေးရဲ့ရေကန်မြေကန်ကြောင့်ဖြစ်ပါတယ်။ချက်တမိုင်းအထူးသဖြင့်တော်လန်ရေးကာလာမျိုးမှာဗယ်ရီကယ်အယူဆတွေအားကောင်းတန်မာလာတာတွေ့ရပါတယ်။အပြုတ်တရေးအယူဆနဲ့အပြက်ရှင်းရေးအယူဆဟာ နှစ်ပတ်စလုံးမှာ ရှိနေပါတယ်။ဒီလိုတည်ရှိနေရခြင်း အကြောင်းတရားတွေကလည်းထောက်ပံ့နေလို့ဖြစ်ပါတယ်။ကျူပင်ခုတ်ရင်ကျုံ့ပါမကြံစရာဆိုတဲ့အယူဆနဲ့အပြက်ရှင်းနှိပ်ကွက်ညှင်းဆဲတတ်တဲ့အကျင့်ဟာလက်နက်ကင်စစ်တပ်မှာအင်အားကြီးပါတယ်။အရက်ဖက်အုပ်စုမှာလည်းရန်သူနဲ့ဘယ်တော့မှမညီနိုင်ရေးအလုံးစုံပုံကံရေးနဲ့အမြင့်ဖြတ်ဒေါ်လာရေးအယူဆတွေအကောင်းပါတယ်။ ဒီယူစာနှစ်ခုရဲ့အကြားမှာမြမလူဖွဲ့စည်းဟာနင်းကြေပိတ်ညက်ခံရပါတယ်။ဂျားဆိုတာမရှိဘူး။ဂျားဖြီဆိုတာမလိုဘူး။ပြဒနာဟာဘသူမှားတယ်ဘသူမှန်တယ်ဆိုတာရှင်းရှင်းပွင်ပွင်ကြီးပေါ်လွင်ပြီးသားပဲ။ဒါကြောင့်ဘာကြောင်းကြောင်းနဲ့မှဒဏ်ရာမလော့နိုင်ဘူး။ရရင်ရမရရင်ချပဲ။ချသမိုင်းပဲ။မစားရအလျင်စားရရင်တော့စီထမင်းပဲ။အားလုံးမရရင် တခုမှမလိုချင်ဘူးဆိုတဲ့အယူဆတွေအမြင်တွေအစွဲတွေဒီအမြင်အယူဆတွေဟာမြမနိုင်ငံရေးဓလေ့နဲ့လူမှုဓလေ့ရဲ့စွဲမြဲနေတဲ့အယူဆတွေဖြစ်ပါတယ်။ဒါအဖြစ်လိုမလိုဒီယူဆတွေရှင်သန်နေရခြင်းအကြောင်းကလည်းဖြစ်တည်ခဲ့တဲ့သမိုင်းဖြတ်တန်းမှုနဲ့လူဖွဲ့စည်းတွင်းကရေကန်မြေကန်တွေကြောင့်ဖြစ်ပါတယ်။တစ်ဖက်မှာလည်းတတိယအုပ်စုဆိုတာကို ဂျားဖြည့်ရှာပေးတဲ့အဖွဲဖြစ်မယူဆယူဆရင်လဲဂျားဖြည့်မလိုဘူးဆိုတဲ့အမြင်ကြောင့်တတိယအုပ်စုဟာအကျဉ်းကျက်ကာလတွေမှာတိုးမဝင်နိုင်ပါ မရှိမနှောင်းကာလတွေမှာပေါ်ခဲ့ဘူးတဲ့တတိယအုပ်စုဆိုတာတွေကလည်းဂျားပွဲစားလိုလိုဖြစ်ပေါ်ခဲ့တယ်လို့ယူဆဟန်တူပါတယ်နိုင်ငံရေးဆိုတဲ့သဘောကအဖြူနဲ့အမဲနှမျိုးတည်းရှိတာမဟုတ်ပါဘူးအယောက်မှအမျိုးအစားနှမျိုးမက ရှိပါတယ် ဝါစိမ့်နီးပြာဟာအယောင်အမျိုးစားတွေဖြစ်ပြီးဆင်ဆွဲရောင်နဲ့မိခိုးရောင်တွေဟာအဖြူရဲ့မျိုးကွဲတွေဖြစ်နိုင်ပါတယ်။ခရမ်းနတ်ပြာနဲ့မိုးပြာဟာ အပြာရောင်ရဲ့မျိုးကွဲတွေဖြစ်ပြီးတော့မော်ဒန်စိမ့်နဲ့အစိမ့်ပုတ်ဟာအစိမ့်ရဲ့မျိုးကွဲတွေဖြစ်ပါတယ်။ကြက်သွေးနဲ့ပန်းနုရောင်ဟာအနီရဲ့မျိုးကွဲတွေဖြစ်ပြီး လိန်မော်နဲ့ကြက်ဥနှစ်ရောင်တွေဟာအဝါရဲ့မျိုးကွဲတွေဖြစ်နိုင်ပါတယ်။အယောင်တွေရဲ့သဘာဝကအခုလိုပါ နိုင်ငံရေးအယောင်တွေကလည်းဘလို့သဘောရှိပါသလဲဒလိအမြင်က အာမပေးဘဟုဝါဒမဖြစ်ထွန်းခဲ့တဲ့မြမပြည်မှာ မဖြူရင်မဲမမဲရင်ဖြူမနီရင်စိမ်းမစိမ်းရင်နီစတဲ့အယူဆတွေဒင်းကျန်းပြည့်နှက်နေတာတွေ့ရပါတယ်ဒါကြောင့်နိုင်ငံရေးအရာအကြားဖြေဆိုတာလူလူကြတဲ့သူမပေါက်ပါလူလူကလည်းကြားဖြေကို မလိုချင်မှစက်သားရှင်းလင်းတာကိုကြိုက်ပါတယ် ။ဒါကြောင့်လဲဂျားဖြစ်ရှာတတ်တဲ့တတိယအုပ်စုဆိုတာမျိုးကိုလက်မခံပါ။ဒါဟာနှစ်ဖက်ခွာတဲ့လူလဲတတ်မှတ်ကြလို့တော်ယုံလူဟာဂျားမဝင်ရဲပါ။နေ့စဉ်မြမသုံးနှုံးတွေထဲမှာလဲဂျားသုံးဂျားမဝင်နဲ့လို့ပြောတတ်ကြပါတယ်။ဂျားဝယ်ရင် ကိုလဲညက်တတ်တယ်လို့လဲဆိုတတ်တာဖြစ်ပါတယ်။ဓာတ်ကုတ်ရလက်ဝင်ရှိုးတဲ့ဆိုတဲ့အစကားယူဆကလည်းရှိနေပြန်ပါတယ်။ ဘလို့မြမဒလေးမျိုးကကြားဖြီကို အားပေးတဲ့သဘောခမများများတွေ့ရပါတယ်လေဘလို့မြမဒလေးမျိုးကကြားဝင်ဖြန်းဖြီမှုကို အားပေးလက်ခံတာတွေ့ရပါတယ်လေဒါကြောင့်လေအချင်းကြကာလတွေမှာကြားဖြီရဖို့မကြိုးစားတကြပဲနှစ်ဖက်စလုံးကြိတ်မိတ်ခံချနေကြတာတွေ့ရပါတယ်နှစ်ဖက်စလုံးကလည်းကြားဖြေကိုလက်ခံလိုက်ရင်ကြားဖြေလက်ခံသူဟာအရှုံးပေးသူဖြစ်တယ်လို့ယူဆဟန်ရှိပါတယ်။ဒါကြောင့် အားလုံးကယာနှုံးပြီပဲအလိုရှိကုန်ကြပါတယ်တခါတည်းရန်လဲကြက်တဲလွတ်မကကြက်တဲတဲ့ဂျင်းနဲ့ကြက်သေးရောက်လာပြီဆိုရင်ဤလဲလိုက်နေတာလေးကမစိုးပေဘူးဆိုတဲ့အတွေးခေါ်ယူဆမျိုးလဲပေါ်လက်ပေါ်လာတတ်ပါသေးတယ်ဘလို့တဲညွတ်ချက်ဟာညမလူဖွဲ့စည်းတွေ့အကောင်အဆိုးကို ဖန်တီးမလဲဆိုတာ မပြောတတ်ပါမပြောနိုင်ပါတိုင်းပြည်ရဲ့ကံကြမ္မာကို ဲ့ဒီတိုင်းပြည်တွင်ကလူမှုကိုယ်တိုင်ကသုံးဖြက်စီရင်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ